到库里啊，神秘哪味侬？过来玩呢，社区一个叫什么？我记的难得没嘛，这有两秒的碰撞他来，我那香港学生啊，跑冲看一下来呗，突身啊，到库里啊，到碰，这个还别比较，为啥这不好混的，疫苗呢，你闪光都比较混他啊，屁的。 ားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှကျွန်တော်မိတ်ဆွေမြောက်ပေးခြင်းနဲ့ကြောင်းရလီရဝက်ပြည်နဲ့နေတိမျိုးမှာဆိုရင်ရုပ်လူမျိုးတယောက်ဖွင့်နေထားတယ်ကျွန်တော်ဟောင်ကောင်ရွှေဆိုင်ကိုဆိုရင်ကျွန်တော်တို့ဒါရုပ်ရှင်ဆက်ဆက်ဝင်ရောက်ပြီးတော့အဲဖောက်ထွင်းသွားတဲ့ဗီဒီယိုခိုင်းလေးပဲဖြစ်ပါတယ်တကူကဆိုရင်တာမန်ကျွန်တော်တို့ဒါတော်ရီပါတီဖြတ်ပြီးတော့ဝင်တာမဟုတ်ပဲလေဒီနားမှာရှိတဲ့ကြီးမြောင်းရယ်ပေါ့ကျွန်တော်မြောက်လှိုင်ကောင်တူပြီးတော့ဆိုင်တွေကိုဖောက်ဝင်ခဲ့တဲ့ဗီဒီယိုခိုင်းလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုခိုင်းနဲ့အတူနောက်မှလည်းကျွန်တော်တို့ဒါတကူတွေဗီဒီယိုခိုင်းလေးလေးပါပါတယ်အဲကြောင့်ဒီလိုဗီဒီယိုခိုင်းလေးကိုစုံလိုက်ပါကြည့်ရှုပေးပါတော့နော်တခိုးတွေကအဆင်မြင့်လာပြီနော် 古拉湾的社区个，经常外地的男的没有嘛，这有女的碰上他了，我那航空学生啊，跑通看一下来呗，都是那，到湖里啊，到碰这个还比较混淆这么好困难，一秒内啊，三光都不要混淆个别的。哦，现在这些窃贼，湖夺取他人财物啊，真的是煞费苦心、啊，这是发生在。不够嘛？那有些学、啊、生接多了，为呢？这些小贼啊。 利用几道战术如实盗取财物，真是防不胜防。ဒါဘေးရရေမြောင်းဝိုင်းတစ်ဆင့်ဝင်တာနော်ကျွန်တော်ရေမြောင်းဝိုင်းမှာတစ်ဆင့်ညောင်းလှိုင်ကောင်းတူးပြီးတော့ရွှေဆိုင်အတွင်းကိုဝင်တာနော်အရင်တော့ကလို့ကျွန်တော်တော့ရီပိုင်ချက်ပြီးဝင်တာမဟုတ်ဘူးနော်နောက်ချက်ထူးဆန်းတာဒီတစ်ခုကတကူတော့တကူတော့နော်ကျွန်တော်ဒါအများလည်းမပါဘူးတဦးတယောက်တည်းလှုပ်သွားတာ နောက်ပြီးွားလို့ရင်ဒီတကူကဘလောက်ဒီစေးဆက်သေးချာလေးဆိုရင်ကျွန်တော်မျက်နှာဖုံးလေးပါပြီးပါတယ်လက်အိတ်ကြီးပါလက်အိတ်ဒီပါတယ်အစုံပါတယ်ဗောနော်အဲသူ့ရဲ့လက်မွေရဘာညာမကြံခဲ့အောင်ဘုတကယ်ကိုတီတီတက်တက်လှုပ်သွားတဲ့တကူဗောနော်ဒီဒီဇိုင်းနဲ့ဝင်ဖို့တော့ကိုလည်းအချိန်တော်တော်တော့ယူရမှာပြပါမယ်လို့လဲဆိုတော့ဒီရေမြောင်းနေရရင်ပေါ့ဒီရှူဆိုင်သေးကိုရောက်ဖို့အထိဆိုတာကအိုင်ကောင်းတူးမဲ့ဆိုရင်တော့တင်ညာတဲ့နေ့တော့မပြီးနိုင်ဘူးပေါ့နော်အနည်းလေး2ရက်3ရက်လောက်တော့သူအချိန်ယူပြီးလုပ်ရမှာနော် ။ဒါ CCTV မှတ်တမ်းတွေရှိတယ်ဆိုပေမဲ့သူဘယ်သူဘယ်ဝါဆိုတာကကြည့်ဖို့အကျောင်းအမှခက်ခဲသွားပြီနော်။ဒါဆိုမျက်နှာဖုံးလေးလည်းပါရတယ်။ HDD လည်းပါရတယ်ဆိုတော့ဒါပဲကျွန်တော်တို့ဒါရွှေဆိုင်နေအနေနဲ့ဈေးဆိုင်တမားတွေအနေနဲ့တကယ်ကိုပြည်ထားမယ်နောက်ထပ်တစ်ချက်ပဲပေါ့နော်။ဘာဖြစ်လို့ဆိုတာရဲ့အဆင်ပြေလာပြီပေါ့နော်။တကူတွေအခုဆိုရင်ကျွန်တော်တို့ဒါရုပ်ရှင်ဇာတ်ကားကြီးကြည့်ပြီးတော့ရုပ်ရှင်ဇာတ်ကားတွေကအတိုင်းဝင်နော်။ဒိုက်လုလာကြတယ် ဒီလိုမျိုးပြည်ပိုင်နေဆိုတာကကျွန်တော်တို့အရင်တော့ဆိုရင်ကျွန်တော်ဒါရုပ်ရှင်တွေထဲမှာပဲမြင်ဘူးတာဗောနော်ကျွန်တော်ကလာကားတွေထဲမှာမြင်ဘူးတယ်ကျွန်တော်ဘန်ဒီဖောက်တယ်ဆိုရင်ကျွန်တော်မြေရောက်လိုင်ကောင်းနေရက်တွေအကြာကြီးတူရက်တွေအကြာကြီးလုံမှာဒီလိုမျိုးလိုင်ကောင်းနေပြူပြီးတော့ဒါလုံးကြတဲ့ပြည်ပိုင်တွေလည်းရှိရယ်ဗောနော်ဒါတော့အပြင်မှာလက်တွေ့ကိုဖြစ်သွားတာဗောနော်ကျွန်တော်ဝါပြည်နေလက်တွေ့မျိုးပါဒါတော့ကျွန်တော်တို့တည်တီးဆိုင်မှာအရှိရဖုံးကိုအပိုင်းလိုက်တာဗောနော် တရှိရဆိုင်ကဥထုအမေဆောင်ထားတဲ့အမားစီရဖုံးကိုနောက်ဆိုင်ကဥထုဖြူနဲ့အမားနှိုက်တယ်နော်သူတို့ကအပွဲလိုက်ပြနှစ်ယောက်နှိုက်ပြီးတော့နောက်ပေးလိုက်တာအချိန်ခဏလေးတွင်းမှာပဲဘလူကလည်းတည်ရနော်ဒါစက္ကန့်ပိုင်းပဲကြာတယ်တတိယအချိန်မှမရှိရောပါသွားပြီဒါလေးလက်ထွက်သွားပြီနော်ဒါကတော့ကျွန်တော်တို့မျိုးတွေမှာဈေးဝယ်တဲ့ခါကျရင်တတိထားလို့ရအောင်ပေါ့နော်ကျွန်တော်ပတ်ဆက်အိပ်ပဲဖြစ်ဖုံးမဲ့ဖြစ်ဖြစ်လက်ထက်ကင်ထားတာတော့အကောင်းဆုံးပဲနော် ။ဘောင်မီ8ဒီကျွန်တော်အိမ်ကြီး8ဒီဆိုတာကမသိကြဘူးနော်။ဒါရတဲ့ကျွန်တော်စတူးဆိုင်တစ်ခုမှကျွန်တော်တို့ကအရှူဝါဟာယာဘူးတွေကိုပဲခိုးရတဲ့အဖွဲလိုက်ခိုးသွားတာပေါ့နော်။အဲ့တော့ပစ္စည်းပြောင်းမှ CCTV ပြန်ကြည့်မှတွေ့ရတဲ့မှတ်တမ်းပေါ့နော်။ဒီဈေးဆိုင်သမားတွေရွှေဆိုင်နေနေတဲ့ကိုလေကျွန်တော်တခုပြောချင်တာက CCTV မှတ်တမ်း CCTV ဆိုတာက ကျွန်တော်တို့ပစ္စည်းပြောင်းမှပြန်ကြည့်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့နော်ဒီ CCTV ထိုင်ကြည့်တဲ့သူတယောက်လောက်ကိုဝန်ထမ်းတယောက်အနေနဲ့ငှားထားဖို့တူတွေဗျဒီလိုမျိုးမတင်ကားလူတွေဝင်လာပြီဆိုရင်တော့ကျွန်တော်တို့ဒါကတိထားပြီးတော့စောက်ကြည့်ရမယ်ပေါ့နော်อืมဒါကတော့ဘာကူမလဲမသိနော်ဆန်ကယ်ဥထုတော်စောင်းထားအဆိုင်ဒီတွေကိုဒါဆိုင်ကယ်ဥထုဆောင်ပြီးဝင်လာတယ်ဆိုရင်လည်းတတိထားဖို့တော့လိုတယ်။အာဘာဖြစ်လို့လဲဆိုတော့အာမန်သူတွေကဆိုင်ကယ်ဥထုတွေပါပြီးဆောင်ပြီးတော့ဆိုင်ထဲမဝင်ဘူး။ ပထမဒီပါတို့ညမာမဲချက်တာကြရမြောက်ရပါတော့မဟုတ်တာလုံမဲ့သူတွေကဆန်ကေဥတုဆောင်နေနောက်ပြီး mass တက်တယ်ပေါ့နော်အဲဒါမို့လို့ကျွန်တော်ဘန်ဒီပိုင်ရုပ်ဝင်မယ်ဆိုရင်တော့စိုက်ကယ်ထုတ်ဒီပိုင်စောင်းလို့မရဘူးနော်ကျွန်တော်ဆက်တူဘယ်ရီယာချွတ်ခိုင်းတယ်အဲတချို့ရွှေဆိုင်နေအနေနဲ့လည်းဒီလိုမျိုးလေးတွေဆိုချွတ်ခိုင်းတဲ့နေပေါ့နော်အထုတ်ဒီပိုင်စောင်းတော့မယ်တချို့ကြတော့လည်းရင်ကျေးမှုရချွတ်ခိုင်းရိုက်ရကြမှာဆိုတော့မချွတ်ခိုင်းဘူးပေါ့နော် ဒါတော့ကုံစုံဆိုင်စပိုးဆိုင်ဖြစ်မယ်ဗျ။ရတော့မလဲဗျာယူဖို့တော့မလွယ်ပါတော့ဝင်တဲ့2ရောက်တောင်ရှိတယ်ဆိုတော့ချောင်းတော့ချောင်းနေတာပဲဇူစရာလည်းဘာမှမရှိပါဘူးနော်ပဲကြီးကြီးမားမားဝင်တဲ့2ရောက်ရှိမှတရားနောက်မှတရားအယူပြီးယူပြီးထည့်ပြီးတော့မကျော်လာကုန်လीလားမကျော် ကဲဆက်ပြဘူးလေဒီ၅ဘူးလောက်တော့ပါသွားပြီနော်အဘူးဆိုရင်လည်းအခုချိန်ဆို1300ဆိုလည်းမနေပါဘူးလက်တော့တယ်နော်ဒါလုံနေကြရဖြစ်မယ်တလားသူမှတ်ထားနော်သူစိုင်းနေနေတဲ့ဒီလိုလူတွေရဲ့တပ်ပုံမှတ်တမ်းမှတ်ထားဒါတော့ကျွန်တော်မန္တလေးမှာပေါ့နော်ကျွန်တော်တကူတွေအဖွဲလိုက်လာတာဗျ။စံကေ3စီးလောက်နဲ့လာပြီးတော့ကျွန်တော်တို့အိတ်လေးကိုဝင်ဖို့ကြိုးစားတယ်နော်။ တော်တော်လေးတော့ကြောက်ဖို့ကွာနော်တခုတည်းကတူတယောက်တည်းမဟုတ်ဘူးဖွဲ့လိုက်2ယောက်4ယောက်နောက်တစ်ကြီးယောက်လာမယ်နော်5ယောက်5 6ယောက်လောက်ပါအိမ်ထဲမှာတယောက်နှစ်ယောက်လောက်ပဲရှိမယ်ဆိုရင်ဒီကောင်လေးတစ်ခုခုတော့လုံသွားနိုင်တယ်နော် ါပဲသူတို့အထဲဝင်ဖို့ကြိုးစားတယ်နောက်ပိုင်းဝင်လို့မရအောင်လည်းတွေ့နော်ဒါသူတို့ပွေးလေးရှိတော့သူတို့ဝင်ဖို့မလွယ်ဘူးဗျ okay ကျွန်တော်တို့ဒီပိုင်းလေးကဒီလောက်ပါခင်ဗျာဒါတော့ကျွန်တော်ဝါပြည်နဲ့နှစ်တမြို့မှာဖြစ်သွားရတယ်အဲကျွန်တော်တို့ရွှေဆိုင်ဖောက်ထွေးမှုတဲ့ဗီဒီယိုပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ပိုင်းမှာဆိုနေတာတကူးတွေရဲ့ဗီဒီယိုပိုင်းလေးတွေမျှဝေပေးခဲ့တာပဲဖြစ်ပါတယ် အဲဒီထဲမှာဆိုရင်ကျွန်တော်မိတ်ဆွေတွေတည်ထားမယ်အကြောင်းအရာဆိုင်ရှင်အဲရွှေဆိုင်နေကျွန်တော်တို့စလိုးဆိုင်အနေနဲ့တည်ထားမှာတော့ကျွန်တော်တို့အခုဆိုရင်အိုးတွေအဆင်းမြင့်လာပြီပေါ့နော်ကျွန်တော်တို့ဒါကျွန်တော်တို့ဒီလိုပုံစံနေဆိုတာအရင်တော့ကျွန်တော်တို့ရုပ်ရှင်ဇာတ်ကားတွေမှာပဲမြင်မှုတယ်ပေါ့နော်ဗန်ဖောက်တဲ့ကားရွှေဆိုင်ဖောက်တယ်ဆိုတော့ကျွန်တော်မြောက်လှိုင်ကောင်းတွေကိုကျွန်တော်လားနဲ့ချီတူးပြီးတော့မှဝင်ရောက်ခဲ့တယ်ပေါ့နော်အတိုင်းမဲ့အခုချိန်မှာတော့ကျွန်တော်တို့ဒါရုပ်ရှင်ဇာတ်ကားမို့တော့ပေါ့ဒါမြန်မာပြည်ဖြစ်မြန်မာပြည်မှာပဲဖြစ်နေတာကျွန်တော်ဝါပြည်နယ်ကိုပိုင်အုပ်ချုပ်권ဒေသမှာဆိုရင်ဖြစ်သွားတာပေါ့နော်ရင်ညောင်းနေရရင်ပေါ့ကျွန်တော်လှိုင်ကောင်းတူးပြီးတော့ရွှေဆိုင်တဲ့ကိုဝင်တာ ဝင်နေတူပါတယ်အရန်အောင်မှာတည်တက်တယ်ဗောနော်သူဒီမှာလက်အိတ်ဒီလဲပါတယ်ခြေအိတ်ဒီလဲပါမျက်နှာဖုံးတွေလဲစွတ်ထားတယ်ငါဘူးရင်တကူတော့ဖောက်ထင်းသွားတာပဲဖြစ်တယ်အားရနော်ဒါကတော့ကျွန်တော်တို့ကပြည်မာကြီးမှာရှိတယ်ရွှေဆိုင်နေနေနဲ့လဲသတိထားမယ်အချောင်းအရာလေးတွေဖြစ်လာပြီဗောနော်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာကအဲတယောက်လုတ်ပြီဆိုနောက်ကရင်မှာတခိုးလမ်းပြလိုက်လုံးမဲ့သူတွေကရှိတယ်ဗောနော်ဒီလိုမျိုးတွေတွေကိုသတိထားမယ်ဗောဒါကတော့အရန်အောင်မှာရုပ်ရှင်ဆက်ဆံဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေတို့မျှော်ပြလိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးအပြင်မြေပြောချင်းကြရင်လည်းကျွန်တော်ဒီနေ့အထူးပဲကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံးပေးကြမယ်နော်